ဘောဓလမင်းကြီးကသူ့အိမ်မထဲမှာစိတ်တကောင်ကကြားတဲ့ကြည့်ကိုလိုက်ပြီးတော့တခါတည်းဖန်းစားနေတာပေါ့အိမ်မမတ်ကြက်တဲ့နော်ကြက်တဲ့ဆိုတာဥစဉ်တော့အမတန်မှာအပြည့်မြန်တဲ့ตาရဲ့တစ်မျိုးပဲသူကပုံမှန်ဆိုတမန်တို့တရေတို့ယုံလို့ဆိုတာသူဖန်းစားနေကြသူ့ရဲ့အစာတွေပဲ အခုကပြောင်းပြန်ဖြစ်ပြီးတော့အိမ်မက်ထဲမှာအဲ့ဒီသူဖန်းစားနေတဲ့အကောင်ငယ်တွေကပဲသူ့ကိုလိုက်ပြီးတော့တခါတည်းဖမ်းယူစားတော့ဖို့ကြိုးစားနေကြတဲ့ကြီးကကြောက်လွန်းလို့သူတို့ကိုရှောင်ပြီးတော့ပြေးနေရအဲ့စိတ်တို့သူတို့သမင်းတို့အဲ့ဒီအကောင်တွေကိုမြင်လို့ရှင်ကြက်တိကြီးကပုံပြီးတော့နေရနောက်ကြောက်လွန်းလို့သူတို့နဲ့ဝေးတဲ့နေရာ တော့ဂျူတောင်ကြားတောင်သွားပြီးတော့နေရတဲ့အနေအထားဖြစ်သွားတယ်။ဘယ်လိုပါလဲ။ဘာအိမ်မကြီးရလဲ။တတိကဘယ်လိုဖြစ်ပြီးတော့ဒီသမင်းနေစိတ်တွေသိုးတွေကိုကြောက်နေရပါလေ။စဉ်းစားလို့မရ။ဒါနဲ့အဲ့ဒီအိမ်မရဲ့အကျိုးကပါလေဆိုတော့ နောက်တစ်ချိန်အကြီးအချင်းရောအကြီးအသွေးပါညံ့ဖြင့်အားနေတဲ့ပုံပေါ်တယ်ဆိုလို့ရင်ငါပါမအားမရှိတဲ့ပုံပေါ်တယ်ပညာခွန်အားအကာယခွန်အားဘာခွန်အားမှမရှိတဲ့ပုံပေါ်တယ်တသိက်နဲ့စိတ်တို့တို့ကိုရှင်ကြည့်ပါ တတိကြီးနဲ့ရှင်လိုက်မယ်ဆိုလို့ရှင်တတိရဲ့ခွန်အားသူ့ရဲ့စွမ်းအားကာယစွမ်းအားနဲ့စိတ်တို့တမင်တို့ရဲ့ကာယစွမ်းအားဘလောက်ကွာခြားတယ်လဲနော်တတိနဲ့ရှင်လိုက်ရင်ဘာစွမ်းအားဘာအားမှမရှိဘူးလို့တော့ပြောလို့ရတယ်အဲ့ဒီလိုပဲလောကမှာအရာရာဥဆောင်နိုင်စွာရှိတဲ့စွမ်းအားရှိတဲ့ပုံကိုယ်တွေကနေရာမရတော့ပဲတဲ့ ဘာခွန်အားမှမရှိတဲ့ဘာမှမလုံနိုင်တဲ့ပုံပေါ်တရားရှားသူတွေနေရာတွေအဆောင်ရောင်တွေရှားလာသမိဘဘိုးဘွားအစင်ဆက်တော်၎င်းဒါမှလည်းမရရအောင်ဟိုလူကဒီလူကအကက်ကောင်း၍တော်၎င်း ဒါမှမဟုတ်လေပီကံစီယုံရွေတော်၎င်းအကြောင်းအမျိုးမျိုးနိလာမျိုးမျိုးနဲ့သူတို့အရေးချင်းတဲ့သူတို့လူမှန်နေရာမှန်ရတာမဟုတ်ဘဲနဲ့မရရအောင်လုပ်ယူရတဲ့အတွက်ကြောင့်ဘူးလေဂျာရူအာနာနေရာလောက်ပိုင်ဝင်နေရလာကြဒါလည်းဘာလို့ဆိုတာအဆင့်အဆင့်တရားမစောင့်ကြတဲ့ပုံကိုယ်တွေဖြစ်နေကြလို့เนาะအဲကြတော့တိုင်းပြည်အကျိုးချက်ရွာအကျိုး ဘာသနာတော်အကျိုးကိုစွမ်းဆောင်နိုင်တဲ့ပုဂ္ဂိုလ်ဟုတ်မဟုတ်ကိုမကြည့်တော့ပဲနဲ့မိမိရဲ့နှိပါချင့်ကပ်လာတဲ့ပုဂ္ဂိုလ်ရဲ့ဘာသနာတော်မျက်နှာတိုင်းပြီးမျက်နှာကိုမကြည့်ပဲနဲ့ပုဂ္ဂိုလ်မျက်နှာကိုကြည့်ပြီးတော့ຢာတို့နေရာတွေကိုပေးတဲ့အတွက်ကြောင့်ဘာခွန်အားမှမရှိတဲ့ဘာလှုပ်ဆောင်နိုင်စွမ်းမှမရှိတဲ့ပုဂ္ဂိုလ်တွေဟာຢာတို့တွေနေရာတွေရသူတို့ရလာတဲ့အခါကျတော့လေသူတို့တွေကအတိုင်းပြီးအကျိုးသာသနာအကျိုးကိုဆောင်ရွက်ဖို့မစင်စားဘူး ဘာစဉ်းစားလဲဆိုတော့သူတို့အကျိုးစီးပွားကိုပဲသူတို့စဉ်းစားသူတို့အကျိုးစီးပွားတိုင်းပြည်မှာယာရုအာဏာနေရာရရင်လည်းငါမိသားစုအတွက်ငါအတွက်ဆိုတာစဉ်းစားဒီယာရုကကြာမှာမဟုတ်ဘူးငါဒီယာရုရောက်အများကြီးရင်းနှီးခဲ့ရတာငါနဲ့တန်းတန်းအောင်ယူသွားမယ်ဆိုရသမျှတင်းကျုံယူဖို့စဉ်းစားအာနာရမရတဲ့တိုင်းအော်ယာရုအာနာနေရာလောက်ပိုင်ခွင့်မရရအောင်ဖန်တီးတယ် ရပြီဆိုတော့လည်းလက်လာပါနောက်ကိုလိုက်ပြီးတော့အကုန်လို့ရသမျှတင်းကျုံယူဖို့စဉ်းစားမိမိတို့လွဲမနေတဲ့အဆက်တွေကိုထောက်ပြဝေဖန်နိုင်စွာရှိတဲ့အင်အားရှိတဲ့ပုံကိုယ်တွေကိုလည်းပဲတခါတည်းမြင်တယ်ပြောတော့သာသနာတော်ရောလောကရောဘာလို့မြင်တယ်လဲအော်ဒီပုံကိုယ်တွေကငါ့အတွက်အန္တရာယ်ပဲငါရတက်လန်းကိုနှောက်ရှက်နိုင်တဲ့ပုံကိုယ်တွေဘာတက်လန်းသူတက်လာဆိုတာသူ့ကိုကျိုးစီဝါအတွက်အတိုင်းပြည်နဲ့သာသနာကိုအသုံးချတဲ့တက်လာပဲလေ တိုင်းပြည်ကိုနှမ်းပြီးတော့သူ့ဘဝသူជីវရေတုတ်တက်ရတဲ့တိဆောက်သာသနာတော်ကိုနှင်းချဖြည့်ဆည်းပြီးတော့ဘဝသာကိုជីវရေတဲ့တိဆောက်ရှင်တဲ့ပုံကိုယ်တွေဒီလိုပုံကိုယ်တွေကသူတို့ရသမျှအခွင့်အရေးသူတို့အိတ်ထဲသူတို့ထက်ကိုယ့်ဘက်ကိုရတဲ့လက်မျိုးနဲ့တူတဲ့ပုံကိုယ်တွေလည်းဖြစ်တယ်လို့သူများကိုလည်းတမ်းပြီးတော့မြင်တယ်သူတို့နောက်ဆက်ပြင်းပုံကိုယ်ဆိုင်အဲ့ဒါအဲ့ဒီလိုသူတို့ထက်သာတဲ့ပုံကိုအရေးချင်းရှိတဲ့ပုံကိုတွေကိုလည်းပဲသူတို့နဲ့ပခုံးချင်းရှင်းမလာနိုင်အောင် တို့ရဲ့လက်ွက်ဟာွက်တွေကိုထောက်မပြနိုင်အောင်ချိန်ချောက်တတ်တယ်။နော်။ခေါင်းမထောင်ရဲအောင်ခေါင်းမထောင်နိုင်အောင်လောက်တတ်တယ်ဗော။သံဃာပရိသတ်လည်းကောင်းမတတ်တို့ကပြောပိုင်ခွင့်ဆိုပိုင်ခွင့်ရှိတဲ့ပုဂ္ဂိုလ်တွေဆိုတော့အဲ့ဒီလိုဆိုနိုင်ပြောနိုင်တဲ့သီလအင်အားတမာရိအင်အားပညာအင်အားရှိတဲ့အာကြီးရဲ့စသစ်နဲ့တူတဲ့ပုဂ္ဂိုလ်ကြီးတွေကိုနှိမ်နှင်းနဲ့ကြိုတင်ပြီးတော့ဇာဘတ်လို့ရှုမြင်တယ် ဲဒီမှာလည်းဒီတိုင်းပဲစွမ်းနိုင်တဲ့ပုဂ္ဂိုလ်ဒီကာယစွမ်းအာညာနာစွမ်းအာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကိုယာရုနေရမပေးတဲ့အပြင်အာဒီပုဂ္ဂိုလ်ငါနှိမ်ထားမှဆိုရန်သူလို့ရှုမြင်တယ်ရှုမြင်ခါတခါကြတော်တဲ့ပုံကိုယ်တွေတကယ်တက်တဲ့ပုံကိုယ်တွေတကယ်သီလအသိခါသမာဓိအသိခါပညာအသိခါနဲ့ပြည့်စုံတဲ့သာသနာ့ဝန်ထမ်းရှင်ယဟန်တွေဟာသူတို့အန္တရာယ်ကိုကြောက်ပြီးတော့သူတို့ကို တုဖတ်ပြိုင်ပြီးတော့ ရံမဖြစ်ချင်ကြတဲ့အတွက်အပူစကားမများချင်ကြတဲ့အတွက်သူတို့ကိုမြင်လဲရှောင်းလဲမပတ်သက်အောင်နေတယ်သူတို့နဲ့လွတ်နိုင်တယ်များလွတ်ကင်းနိုင်တယ်များကင်းအောင်လူမမြင်ကြရမှာပွားပြီးတော့ပုံရှောင်တိတ်ခိုးပြီးတော့နေရတဲ့အနေအထားမျိုးတွေဖြစ်လာလိမ့်မယ်ပညာရှိသူတော်ကောင်းတွေကခွန်အားကာယစွမ်းအားညာနာစွမ်းအားရှိတဲ့ပုံကိုယ်တွေကဘာမှအရေးရှိမရှိတဲ့ပုံကိုယ်တွေကို ရှောင်းတင်းပြီးတော့ရှောင်းပုံးပြီးတော့တရားတဲ့အနေအထားမျိုးဖြစ်သွားတယ်။ဘာဖြစ်လို့တော့ဆိုတော့ကောင်းကောင်းမနေရအောင် လိုက်ပြီးတော့အမြဲတမ်းနှောက်ရက်ဒုက္ခပေးနေတယ်လို့ပဲ။လောကမာနတိတိုင်းပဲတော်တဲ့ပုဂ္ဂိုလ်တွေအနေရဖြစ်အောင်အမြဲတမ်းစိတ်မချမ်းသာအောင်စိတ်နှောက်ရက်ပေးနေတယ်။အာရဏတော်မာနတိတိုင်းပဲကိုယ်ကမစွမ်းနိုင်ဘူးမလို့စွမ်းနိုင်တဲ့ပုဂ္ဂိုလ်တွေသီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာအပြင်စွမ်းနိုင်တဲ့ပုဂ္ဂိုလ်တွေကိုအမြဲ ဲ့ညူစုပြီးတော့ဖြည့်ဆည်းဖို့ကြိုးစားနေတဲ့ပုံကိုဒီအဲ့ဒီလိုပုံကိုတွေကိုလူရောရှင်ပါသူတို့နဲ့ဖတ်ပြန်ပြီးတော့ဇံမဖြစ်လို့တဲ့အတွက်သူတို့ပြဿနာအစားအာကိုမလုံလားတဲ့အတွက်ကြောင့်ကိုတင်းဆောင်ပုံကွယ်ရတဲ့အနေအထားမျိုးတွေဖြစ်ပေါ်လာလိမ့်မယ်လို့ဒီမကတာကိုပြောစင်ဒါပဲဆိုတော့ရှေးဆရာတော်ကြီးတွေက စိတ်ကတစ်ကြကြွကြွားဝါကိစားတကြသည်ပညာရှိများမကြောကြရှောင်ရှားမြုပ်ွယ်မည်တဲ့စိတ်ကတစ်ကြကြွကြွားဝါကိစားတကြသည်ပညာရှိများမကြောကြရှောင်ရှားမြုပ်ွယ်မည် စေကတိကြကျွတ်ကျောဝါကိုက်စားတကြသည် သူရောက်မြင့်မြတ်ပညာတတ်တော်ရပြည့်ရမည်တတေသားကိုလာစိတ်ဆာလို့နေကုန်မည်စိတ်ကိုမြင်သစ်တွေပုံနဲ့ထုံးနေအညီသူလက်စီဒုတ်တီတို့နှိမ်နေ သီလဝအရှင်မြတ်ကဲတို့တို့ဒီကို အမြင်ကပ်သောကြောင့်တောရတို့ချင်းဆက်စရောဤဒီအလူကြီးသူလက်စီတို့ဒီတို့နှိမ်နှင်းဆိုတာသူလက်စီတဲ့ကောင်းသောသီလရှိတဲ့အရှင်ကောင်းအရှင်မြတ်တယ်လူသူတော်ကောင်းတွေရဟန်းသူတော်ကောင်းတွေကိုတို့ဒီတို့နှိမ်နှင်းဆိုတာသီလကင်းမဲ့တဲ့မဲညစ်တဲ့သီလရှိတဲ့ပုဂ္ဂိုလ်တွေကနှိမ်နှင်းဖြည့်စည်အနိုင်ကျင့်ကြတဲ့အတွက်ကြောင့် သီလဝအရှင်မြတ်ကဲတို့သာသနာတော်နည်းနဲ့ရေးထားတာပေါ့လေသီလဝအရှင်မြတ်ကဲတို့ပူဇော်သီလသိက္ခာပြည့်စုံကြတဲ့လူတွေရှင်နေဒုတ်ဒီဟောအမြင်ကတ်တော်ကြောင့်သူတို့နဲ့တုဖက်ပြိုင်ပြီးတော့မနေရှင်တဲ့အတွက်တောရက်တို့ချင်းတောရက်တောင်ရက်ပြောလို့လာတော့မမြင်ွယ်ရအရက်တစ်ပါးတင်းဆောင်ပြီးတော့နေကြရတယ်လို့ပြောလို့